ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူလင်းလက်ကျေရေးသားထားတဲ့တရတော်ရွာမက လူမိုက်ကြီးကိုထွန်းမောင်ចောင်းကိုစာဆုံးဖတ်ပြတင်ဆက်တော့မှာဖြစ်ပါတယ်စာရေးသူကိုလည်းဒီနေရာကနေရိုသေလေးစားသွားပြင်ကာရဝပြုတ်ပါတယ်ခင်ဗျာအဆိုရင်ကျွန်တော်ရဲ့ဇလန်းလေးကိုနားစင်ခန်းစားအပေးကြပါအောင်ခင်ဗျာကျုပ်ရွာကိုတစ်ခေါက်ခြေချမိပြန်ပြီထောင်တွက်ကျုပ်ကိုရွာထဲကလူတွေစေးပေါ်ကြောပတ်မလုတ်ချင်ကြကျုပ်ကလည်းကျုပ်ပဲ ဘသူမှလူထင်တာမဟုတ်ဘူးထက်ကနေဆိုထိုးခြင်းခုတ်ခြင်းတတ်ခြင်းလားဒီကြတဲ့ခိုးခြင်းဝတ်ခြင်းသေးတယ်ကျုပ်ကိုတရွာလုံးကမျက်စိတောက်ထောက်ကြည့်နေကြတာထုံးမောင်ရွာတဲ့လမ်းတလားတဲ့သတိထားကြပြီတော့ထုံးမောင်ငြိမ်ချက်သားကောင်းနေပါလားဘာကြိတ်ပြီးကြံ့နေတယ်မသိဘူးရွာဦးစည်တီထီတင်ပွဲမှာမြို့ကဆိုင်းပါတယ်အိမ်လုံးကျွတ်သွားမနေကြနဲ့ဦးထုံးမောင်အနေရကရှိသေးအိမ်တိုင်းပါဇက်ပြားမှာထုံးမောင်ကရေပန်းစားနေလေရဲ့ ဖုံးမောင်ဆိုတဲ့ကျုပ်ကလည်းလူတွေအလစ်ကိုချောင်းနေတာရွာလင်ကဗီဒီယိုယုံမှာပြည်တူပါတဲ့ဇာကားဆိုရင်ယုံပြည့်ယုံချံပဲမိမတွေတာဆိုးသေးတယ်သူတို့လင်းနေထွက်ပြည်တူကိုချစ်သေးတယ်ကျုံမိမအခင်စိန်လဲထူးမခြားနာပဲညာခဏနာကြီးပြမှာကို၄နာရီလောက်ကလေးကချက်ပြုတ်ပြီးရေမိုးချိုး၆နာရီလောက်မှာထမင်းစားပြီးနှခါလာတားလေးခါတခွန်တုတ်ချီတင်ပါလေရောပါဇက်ကလည်းမှားလိုက်သေးတယ် ကိုထွန်းမောင်အိမ်ဆောင်နေနော်ဘဲမတဝိထိုးမနေနဲ့ရှင်လန်းကြည့်ကျင်တော့ခုနှစ်နာရီမထိုးခင်လာခဲ့နေရဦးထားလိုက်မယ်ငါရင်ခြံထားတာကုံစားပြလိုက်တော့ကျုပ်စကားပြောချင်မရလိုက်ပါဘူးသူ့ငယ်ချစ်ပြည်တီဦးကို မကြည့်လိုက်ရမှစိုးတယ်ထင်ပါအဲမပြောလိုက်ချင်ဘူးအခမ်းမရကျုပ်ကတော့ဝါသနာမပါပါဘူးကျုပ်ဝါသနာပါတာကကျုပ်ပြောပြီးပြီဒီလိုခါမျိုးမှာယုံောက်မှာယုံဆောင်တယောက်တည်း ရုံဆောင်တာတီလောက်ကတော့ရှိတယ်တော့မထင်။ကိုင်းရတဲ့မပြိုင်ကတော့ဘာသာမို့လို့လေ။သူ့ကလေးကိုဆိုင်မာထားပြီးပြည်တူဖို့အလွတ်မခံ။ရုံပေါင်းဟိုဘက်ဒီဘက်မှာ စပိန်ရှစ်စီ။ကျုပ်မျက်စိကစားလိုက်တယ်။ရုံဆောင်တာတီလေညာတိုင်းဆိုတော့အေးအေးပြတ်ပုံရပါတယ်။ငိုက်နေပါပြီ။ထွက်လမတ်မပေးရလို့ငိုက်နိုင်တာပေါ့။ဘယ်ပေးရမလဲ။ရေတီယူကဆိုတော့အပေါ်ပါသွားကျင်တော့အောင့်ထားကြတယ်ထင်မ။ဒါကျုပ်အကွက်ပဲ။ အချိန်စွဲမနေတော့ဘူးဂျပန်စပိန်တွေတော့ကလောက်ကတော့အပြော့ပေါ့လွယ်ကျင်တော့လည်းတစည်းကတော့ခံမထားဘူးဤသူကြည်ရင်စောနဲ့စပိန်တော့တော့မခတ်ပဲထားသွားတယ်။ဩလူတွေများမိန်းကလေးပဲဖြစ်ရမယ်။ကျုပ်လွယ်တကူပဲလစ်လာခဲ့တယ်။ညွန်ရင်းချင်းပဲတမိုင်သာသာလောက်ဝေးတယ်မြို့ကိုတက်ပြီးရောင်းလိုက်တယ်။သုံးဆောင်ရပါတယ်။ဝဲတဲ့သူကလည်းကျုပ်အကြောင်းမသိကျုပ်ကလည်းရုတ်တရက်ရှိအောင်ပြောအချောင်ရတာပဲဆိုပြီးဝဲလိုက်တာ မင်းဒီဒီနဲ့ရွာတဲ့ပြန်ဝင်အင်ကိုရောက်တော့အေးစစ်စစ်ပဲအိယာနဲ့ဝင်ပြီးလှည့်နေလိုက်တယ်။တောင်းအောင်လောက်ကြတော့ခင်းစိန်ပြန်လာပါတယ်။ဘယ်နဲ့လဲ။နင်ကြီးသားအောင်ကိုကြည့်ကြရတာအလန့်ပြေသွားလား။ခင်းစိန်ကရေကျဲကျဲလှုပ်ပြီးမြေတာမှတိတ်ပြေတာပေါ့။ကျုပ်ကပြေဒီဟုဆိုအသေးဆွဲပဲ။အဲငါမပြောလိုက်ချင်ဘူး။တော်ဘဲမှရှောက်မသွားဘူးနော်။ကြံကြီးစီရာဟဲ့အိမ်ဆောင်နေတာတည့်ရတာနဲ့ မသိပါဘူးတော့မနေ့အေးစပိန်သော့မခတ်ပဲထားတာပျောက်သွားလို့ရှင်းလက်ချက်လာလို့ကောင်းတယ်ဒါတော့ငန်းကြောထားတဲ့ဟာကြီးပျောက်တော့တော့နေသည်ကျိုးပေါ်တင်ကမကင်းမဖြစ်အောင်ပြောလိုက်ရပါတယ်စိတ်ထဲမှာတော့တထင်းထင်းကလေးသိတဲ့အောင်မေရှင်းလင်းအချင်းအဲ့တော့ကျုံမိတ်တင်ခင်မှာကျိုးဘွားအကြောင်းကရိတ်ထင်းလာပါတယ်ကျုံမိပါတွေက ဥဖိုးတင်ဒေါ်ရွှေမြကျုံစာတီကတည့်ရတော်ရွာမှာ ကျုပ်ကမွေးခြင်းမရှိ တူဒီတော်သားကျုပ်ဖေနဲ့အမိကကျုပ်ကို လိုလိုက်တယ်။ငယ်တငယ်ချင်းဖို့တွတ်ပိန်တာညှက်စီမဲလုံးလုံးနဲ့စော့ပေါ်စော့ပန်ပေါ့။သူတို့တွေတဲ့ကျုပ်ကတနှစ်လောက်ကြီးတယ်။ကြံကြံပန်ပန်တခိုးလုံတိုင်းကစားကြတယ်။အဲ့ဒီမှာကျုပ်ကတခိုးပေါ့ဗျာ။သူတို့ရဲ့ရွှွန်နွားရုပ်ကျွဲရုပ်တွေကိုခိုးရတယ်။သူတို့ကကျုပ်ကိုလိုက်ဖမ်းတယ်လေ။လေးယောက်နဲ့တယောက်မို့ကျုပ်အဖမ်းခံရတယ်။သူတို့ကဝိုင်းချုပ်ကျုပ်ကလွတ်အောင်ယုံ ဖိုက်တင်ချတာပေါ့ဗျာသူတို့ကကျုပ်ကိုညှပါတယ်ဟန်ဆောင်ပန်ဆောင်ထိုးကြပြီမဲကျုပ်ကတကယ်ထိုးတာမျက်စိဆိုးတဲ့ကောင်နှစ်ဖူးရောင်သွားတယ်အာလူးသီးလိုပဲအဲ့ဒီတဲကသခိုးစာတာကပါနေတာကျုပ်ကိုချုပ်ပြီးတကြီးငလုံးစီပို့ကြတယ်မင်းဘာလို့သူများပြည်စီခိုးတာလဲလူချောင်းကိုနှလုံးပြူတနက်လွယ်ထားတဲ့ငလုံးကကျုပ်ကိုငေါငန်းပြီးမေးပါတယ်ခိုးတော့ဘာဖြစ်လဲမင်းကဘာလုပ်ချင်တယ် ကျုပ်ပြောကြအောင်တကြီးငလုံးကကျုပ်ကိုခိတ်တုံးခတ်လိုက်တယ်။ဟန်ဆောင်မဆောင်မို့ဗျာ။ဘေးကတငယ်ချင်းတွေက လက်ခုပ်တီးကြလို့။ဘာပြောကောင်းမလဲကျုပ်တကြီးငလုံးကိုဘဲဘဲညာပြန်ထိုးလိုက်တာတငယ်ချင်းတွေဝိုင်းဖြက်လိုက်ရတယ်။ကျုပ်ရဲ့ဗီဇာကအဲ့ဒီလိုပါလာတာ။ဒီလူနဲ့ကျုပ်လူပြိုပေါက်ဖြစ်ရော။သူများမြုံထောင်ထားတဲ့ငါ့ကိုခိုးပြီးယူတယ်။သူများလှမ်းထားတဲ့ငချောက်တွေကိုခိုးယူတယ်။သူများလေတွေကကောက်လိုင်းပုံကိုလူမသိအောင်ယူတယ်။ သူများငါးဖမ်းဖို့တမန်တုတ်ထားတဲ့ဟာကိုဖောက်ချပြီးငါးဖမ်းတယ်။တခါကများလမ်းမညာတရမှာချောင်းယိုးမှာထိုင်ပြီးစောင့်နေလိုက်တာ။ကျုံမှာဒုတ်တချောင်းကိုအဖို့ပြင်းမော။လူသံကလည်းထိတ်စိတ်ယုံ။ကျုံပင်နဲ့မေးအိမ်မောချနေချင်းကျုပ်ထွက်လာတာ။ကျုပ်ကတည့်ရဲတစီတော့ကြောက်တတ်တာ။ချောင်းဆက်ထိန်မင်မော်ကငှက်ဆိုးထူးတံကကျုပ်ကိုကြက်သီးထားစီရဲ့။ကြောချမ်းတော့အောင်ဖြစ်သွားတာဗျာ။ ထိမ်မင်းခိုင်းတိုင်းကလည်းဖြောင်းကနေကျိုးကြတယ်။ညဘက်ဆိုတော့အတန်မြီတာပေါ့ဗျာ။ကျုပ်သက်တီတွေဘဲရောက်ကုန်ပါလေ။ကကြွေကြွေအတန်ကိုကြားလိုက်ရပါတယ်။လော်တက်ခတ်တယ်မလား။ဟုတ်ပြီ။ချောင်းစံနာကကြားတဲ့အတန်။ကျုပ်စိတ်တွေရဲတင်းလာပါတယ်။ခြုံဆက်ကွယ်နာကဆောင်းရင်လေတန်တဖြည်းဖြည်းနီးလာပြီဆိုတာကျုပ်သိလိုက်တယ်။လေပေါ်မှာမီးရိုကလေးနဲ့မို့အလင်းရောင်တဲ့တဲ့လေးမြင်ရပါတယ်။ လေကျော်သွားမှာလေဘော်ကလူရဲ့ခေါင်းကိုချိန်စားပြီးခက်ဆက်ဆက်လေးရိုက်ချလိုက်တယ်။လေဘော်တက်လိုက်ပြီးငါးထည့်ထားတဲ့ပုံးကိုယူပြီးဆင်းလိုက်တယ်။မှတ်မိစရာအကြောင်းမရှိဘူး။တုတ်ချေတင်ပြီးပြန်လာခဲ့ပါတယ်။ငါးမျိုးစုံနှစ်ပိတ်သားတော့တော့ရှိမယ်။ရိုက်ခံရတဲ့ခေါင်းကအရှိရွာကတုတ်ကြည့်ဆိုတာ မနှက်ကြမှာသိရတယ်။ဒါပေမဲ့တရားခံရှာလို့မရဘူး။ကျုပ်ကအဲ့ဒါလောက်ပြီးရတာ။ဒါကကျုပ်လိုရိုးလို့စင်လို့ပဲ။ ဒီလိုနဲ့နေလာလိုက်တာ ကျုပ်အသက်20လောက်မှာကျုံမိပါနှစ်ပါရှေ့စဉ်နောက်ဆက်ဆုံးကြပါလေရောကျုံလဲတကောင်ကျက်ဘွားနဲ့နေရင် ခုနေတဲ့ရွာကခင်စိန်နဲ့အိမ်အောင်ကြတော့တာပဲဘဝမျိုးစုံကျင်လဲပြီးလူသက်မှုနဲ့တခါခိုးမှုနဲ့သုံးကာထောင်ကြဘူးလေလူသက်မှုကတော့မတရားတာကိုကြည့်မနေနိုင်ပဲခံနေရတဲ့လူဘက်ကစာနာစိတ်နဲ့ဝင်ပါပြီးမတရားလုပ်တဲ့သူကိုဒုံးနဲ့ရိုက်မိတာကျုပ်ကိုသူကအရင်ဥအောင်ရိုက်တာပါ ကျုပ်ကသူ့တို့ကိုလူယူပြီးပြန်တွယ်လိုက်မိရာကခြေလွန်လက်လွန်ဖြစ်သွားတာပဲခိုးမှုတွေကတော့အိမ်ကိုဖောက်ပြီးခိုးတာတမှု သူများနဲ့အတူ အဖော်လိုက်ပြီးခိုးမိတာတမှုနောက်တမှုကတော့နွားခိုးပြီးရောင်းတယ်မှုအဲ့ဒါတွေဖြစ်ပြီးထောင်ကထွက်လာတာရှစ်လောက်လောက်တော့ရှိပါပြီအခုလဲမိမလှုပ်တဲ့သူကမပေါ်မပကြီးနဲ့အလုံးလဲမလုံးနိုင်ဘူးကျုပ်ကလည်းထောင်နှကန်းကိုနင်းမှုနေသူဆိုတော့ထောင်ထဲဝင်ရမှာရင်ပန်းနေတယ်လို့ပဲ သူများစပိန်ကိုလှုပ်လိုက်မိပြန်ပြီတွေ့ရင်အိပ်ပျော်သွားတယ်နောက်ခါလာနောက်ခါဈေးပဲပေါ့လာမယ်ဘေးပြည့်တွေ့ရုံပဲပေါ့ကျုပ်ရဲ့နမောနမဲပေါ်ဆောင်မှုကြောင့်ကျုပ်ခံလိုက်ရပြန်ပြီအသည့်ရောက်လာတဲ့နေရင်းရဲကူမှကျုပ်ခိုးလာတဲ့စပိန်ကိုရောင်းလိုက်မိတာဟုတ်ခုတော့လေမွေပါလဲဆုံးတားလဲဆုံးကိန်ဆိုင်ပြီပေါ့ငွေလဲပြန်မေးရထောင်လဲကြကျုပ်ဘဝကကောင်းသေးရဲ့လားဗျာမတတ်နိုင်ဘူးလေကျုပ်ကထောင်တစ်ခန်းနေနေသူကို ထောင်မှုထောင်ပိုင်းကြီးတွေကလည်းကျုပ်ကိုမျက်မှန်တမ်းမိနေတော့ကျုပ်လာတဲ့အခါဟာထွန်းမောင်မင်းမှလည်းထောင်တန်စရာလဲနေပါရောလားကွာထောင်ထဲလာရမှာဝင်မလေးတဲ့လူထဲမှာမင်းပါနေရောပါလားထောင်ဆိုတာလူတွေပျော်မွေ့အပ်တဲ့နေရာမဟုတ်ဘူးကွာတို့တွေထောင်ဝင်နှမောအနဲ့နေနေရလို့ကွာပျော်လို့တော့မဟုတ်ဘူးမိုက်တယ်ဆိုတာလွဲပါတယ်ကွာလိမ္မာဖို့သာခဲကျင်တာ မင်းမာလဲတန်ရောစင်တွေ့တာစရာတားနေမရနဲ့မဟုတ်လားဒီတစ်ခါနောက်ဆုံးဖြစ်ပါစီကွာလူကောင်းအဖြစ်မင်းကိုမြင်ပြချင်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်ကိုကျွန်တော်ဆင်ရှင်ပါတော့မယ်ပြောတာပြောလိုက်ရတယ်ကျုပ်ကိုကျုပ်အာမမခံနိုင်ပါဘူးကျုပ်စိတ်ကိုကျုပ်မနိုင်ကျုပ်ငယ်စဉ်ခါကအထက်တန်းကျောင်းမနေခဲ့ရပါဘူးအုံကြီးကျောင်းကို ကျုပ်ဖေကပို့ဦးပါတယ်ဖုန်းတော်ကြီးကကျုပ်ကိုမင်္ဂလာတရားများတင် जा ပေးပါတယ် ဒါပေမဲ့ကျုပ်စိတ်ဝင်စားတာက လူမရဲ့လို့ပြရာတလန်တန်တလန်ဖြစ်လို့ဘာတဲ့လူမကို မပေါင်းသိခြင်းပညာရှိကိုပေါင်းသိခြင်းပူဇော်ထိုက်သူကိုပူဇော်ခြင်းစတဲ့သုံးပါးဟာမင်္ဂလာဖြစ်တယ်လို့ဘုန်းတော်ကြီးကမိန့်ဘူးသားပဲဒါပေမဲ့ကျုပ်ကလူမိုက်ကိုပေါင်းခြင်းနဲ့ပညာရှိကိုမပေါင်းရင်ဘူးပူဇော်ထိုက်သူကိုမပူဇော်ခြင်းမအောင်အဲ့ဒါကျုပ်ရဲ့ဗီဇပဲလူမိုက်နဲ့ပေါင်းလို့နာမည်ပြက်ရတယ် မစွန်တွင်းနဲ့ကြတဲ့မွေကိုခိုင်းရင်မွေကိုက်ချင်ကိုက်မယ်။မကိုက်ရင်လည်းမစင်ပေးမယ်ဆိုတာသိပေမဲ့ကျုပ်ကမစင်ချင်တဲ့ဘူး။မိုက်လက်ဆောက်ကိုမတက်ချင်ဘူးလေ။ဒီတော့မိုက်မြင်းမိုက်စဲမိုက်လက်တံပေါ့။ဘုံကြီးเจ้าမှာတစ်နှစ်တောင်မခံပါဘူး။ကျုပ်ကထွက်ချင်နေတာနဲ့ဘုံကြီးကထုတ်လိုက်တာနဲ့ရေကန်အသင့်ကြာတဲ့မှာပဲ။ကျုပ်ကလည်းဘုံကြီးထုတ်ပြစ်ချင်စရာကောင်းအောင်လုပ်ခဲ့တာဟု။ဖုန်ကြီးမွေးထားတဲ့ခွေးကိုရိုက်တက်ပြီးချက်စားမိတာအဲ့ဒါကြောင့်ထုတ်ပစ်ခဲ့ရတာ ဲ့ဒီတော့ငါကျုပ်အဖေရိုက်တာတေးရပါရော့ပဲအခုဆိုရင် ကျုပ်အသက်40တည်းရောက်လာပြီကျုပ်မှာသားသမီး၄ယောက်ရှိလာပြီကျုပ်ဖို့ချိန်တန်ပြီဘဝဝကျွေးမကုန်သေးတော့ကျွေးရေးပဲမမြင်ကျုပ်ဖို့လမ်းစာမတွေ့ကျုပ်ဖို့လည်းမစင်းစားကျုပ်တို့ရွာကို လူစိမ့်၄ယောက်ရောက်လာတယ်အဲ့ဒီလူစိမ့်တွေကျုပ်စီစိုက်ဆိုင်မဲမဲရောက်လာပါတယ်ရွာကတယောက်ကလိုက်ပို့တာပါ လိုက်ပို့တဲ့လူကိုအဲ့ဒီလူစိမ့်တွေကငွေ၃000ထုတ်ပေးလိုက်တယ် ုထိုးမောင်ဆိုတာခမလားကျုပ်ကိုကြည့်ပြီးမေးလိုက်ပါလေကျုပ်ဒီလူစိမ့်တွေကိုတိတ်ပြီးမတင်ကြခြင်းမူရုပ်တွေကမတင်ကြခြင်းစရာရုပ်တွေခြေမောင်းမီခုစီနဲ့တရေပြောင်းကြားခင်နဲ့အနဲ့ရောင်တရေအိတ်တွေနဲ့ရုပ်ရှင်တွေဗီဒီယိုဇာတ်ကားတွေကလူချမ်းတွေခိုင်မျိုးခမရတို့ကဘာလို့လဲလဲဘဲကလာကြတာလဲဘာလို့ချုပ်စီလာတာလဲကိုထုံးပေါောင်နဲ့ပြောစရာစကားရှိလို့ပါ ။ဘာပြောမှလဲပြောစရာရှိရင်မမှန်ပြောရပါ။တယောက်ကတရေအိတ်ကိုကျုပ်ဝက်လှည့်ပြီးဖွင့်ပြတယ်။အိတ်ထဲမှာငွေစက်ကူတွေအထက်လိုက်။ကျုပ်ဒီလောက်များတဲ့ငွေတွေတစ်ခါမှမမြင်ဘူးတာအမှန်ပဲ။သူတို့နှစ်ယောက်တည်းကတယောက်ကကျုပ်နားနားကပ်ပြီးပြောလိုက်တယ်။ကျုပ်နားကိုကျုပ်မယုံနိုင်အောင်ပြစ်သွားပါလေ။ပြစ်မယ်ဆိုရင်တော့ဆေးရငွေတသိန်းပေးခဲ့မယ်ဗျာ။အလုတ်အောင်မြင်ရင်နောက်ထပ်သိန်း50ပေးမယ်။စိန်လိုက်ပြာကျုပ်သောတူတယ် ဒါဆိုရင်ကျုပ်တို့ချိန်တဲ့နေရာကိုချိန်တဲ့နေ့မှာအရောက်လာခဲ့ပြီတော့ဟုတ်လား။ကောင်းပြီခမည်းတော်သာခရီးတည်ပြီ။ကျုပ်အလုပ်တစ်ခုကိုလက်ခံလိုက်မိတယ်။မင်းလာကွာထုံးမောင်ဆိုတာ။ခီးရောက်မဆိုင်သဘွေထိတ်တွင်ထိုင်နေသူ အသက်60ခန့်အရွယ်ရှိ လူကကျုပ်ကို မေးလိုက်ပါတယ်။ကျုပ်နဲ့ဆက်သွယ်တဲ့လူနှစ်ယောက်ကိုလည်းတွေ့ပါတယ်။ဟုတ်တယ်ကျုပ်ပဲ။ထိုင်ပါ။ စီဂရက်တိုကိုထိုးချင်ရင်ကျုပ်ကိုထိုင်ခိုင်းလိုက်တဲ့သူကတော့စောစောကလူပဲဖြစ်ပါတယ်။ကျုပ်ကလည်းသူ့တို့အားလုံးရဲ့အခြေအနေကိုအခက်အခဲကြည့်လိုက်တော့ယူဆိုခိုင်းဖြစ်မဲ့ပုံပဲ။လောက်ကိစ္စအသေးစိတ်ပြောပြလိုက်ကြ။ဟုတ်ကဲ့ဆရာကြီး။ပြောပြောဆိုဆိုနေရကထထသွားတဲ့လူကဆရာကြီးတယ်။ကျုပ်လို့ရမယ့်အလုပ်ကိုတော့ကျုပ်နဲ့ဆက်သွယ်တဲ့လူမျိုးယောက်ကအသေးစိတ်ပြောပြပါတယ်။ကျုပ်ကလည်းမရှင်းတာကိုမေးတယ်။ဟုတ်တယ်လေရှင်းအောင်မေးထားမှာ။ ူတယောက်တည်းသွားရမှာလားဘယ်ဟုတ်မလဲခမရကိုလမ်းပြဖို့အဖို့နဲ့ရောက်ထဲပေးမယ်ကောင်းပြီကဲရင်းမို့ချုံနားလိုက်ဦးနားပြီးရင်ထမင်းစားကြတာပေါ့ကျို့ဒီအိမ်ကြီးကိုလေ့လာကြည့်တော့အိမ်ဟောင်းအိမ်ဟိုကြီးလူမနေတာကြပြီတဲ့နဲ့ပရိဘောဂါတွေလည်းဟောင်းလို့အိမ်နေရာမှာလည်းဖုံနှွေလေးလေးသူမိုးပြင်တော်အိမ်ကြီးဖြစ်ပါတယ်အပေါ်တက်ကိုတက်ဖို့ချောင်းလင်းလေးကနေပါ ရေချိုးကန်းနဲ့ဝင်တော့အနက်တက်ကမကောင်းညှိစိုးစိုးအနံ့ရပါတယ်။ကျုပ်ရေကိုကြပြကြရချိုးလိုက်ပါတယ်။ပြီးရင်ဟိုလဲပါတယ်။ကျုပ်အိတ်ရမယ့်အခန်းနဲ့ဝင်လာလိုက်ပါတယ်။ခဏကြာတော့တကားလာခောက်တဲ့အတန်းကိုကြားရပါတယ်။ကုထုမောင်ဖမင်းစားမယ်။ကျုပ်လည်းအခန်းထဲကထွက်လိုက်တယ်။အဲ့ဒီလာခေါ်တဲ့လူကကျုပ်ကိုတူးတူးလေးကပ်ပြီးပြောပါတယ်။ခမရလုံနိုင်ပါမလား။အင်မတန်အနေရများတယ်နော်။ ဘာဖြစ်လို့လဲကျုပ်လက်ခံပြီလေခမရလှုပ်တာမအောင်မြင်ရင်ခမရကိုအရှင်ထားမှာမဟုတ်ဘူးဗျကျုပ်ကိုတွေးလူဆန်းတာလားစေစနာနဲ့ပြောတာဆရာကြီးကလူတိကြကြီးဗျမလှုပ်နိုင်စရာအကြောင်းမရှိပါဘူးဗျကျုပ်လူရဲပါလေခမရနှုတ်လုံးတော့ကျွန်တော်ကခမရအတွက်စိုးရိမ်လို့ပြောတာစိတ်ချပါဗျာကျုပ်ကိုသမင်းစားခန်းထဲမှာအကြအနာကျွေးပါလေ ကျုပ်လည်းဆာဆာနဲ့သုံးမကန်လောက်တော့တွေ့ပြစ်လိုက်တယ်။ကဲထမင်းစားပြီးရင်ခြံထဲကိုအညောင်းကြီးဆင်းလမ်းလျှောက်လိုက်ပါဦး။မလျှောက်တော့ဘူးဗျာကျုပ်နားချင်ပြီ။ဒါဆိုလည်းနားလိုက်တော့။ကျုပ်မျက်စိထဲမှာကျုပ်မိမခင်စိန်နဲ့တာသမီတွေကိုမြင်အောင်နေပါတယ်။ကျုပ်ခီးဝေးသွားเสียရှိတယ်လို့ပြောခဲ့ပါတယ်။ဝေငါးသောကိုတော့သူ့လိုသုံးဆွဲဖို့ပေးခဲ့တယ်။မကြဘူးပြန်လာမယ်လို့လည်းမှာခဲ့ပါတယ်။ ိတ်နေရင်အိမ်မဆိုးတွေမှတ်ပါတယ်။အိမ်မထင်းမှာအတော်နဲ့တဲ့ကြောက်ကမ်းမားတဲ့လိမ့်ကြလို့တယ်။အိတ်နေရင်လန့်နိုးပါတယ်။သွေးလေခြောက်ချားလို့မှတ်တာပဲဆိုပြီးအိမ်မက်ကိုမေ့နေအောင်စူးစမ်းလိုက်ပါတယ်။ပြန်အိတ်တယ်ဒီအိမ်မက်ပဲထပ်မှတ်ပါတယ်။အိမ်မှာကြံရစ်သူတွေများတခုခုဖြစ်လို့လား။ကြုံတွေးတွေကတတိတန်းကြီး ပြန်မိတ်တာပဲကောင်းမယ်ဆိုပြီးထထိုင်နေလိုက်မိပါတယ်။ အေးယဒီအိမ်မက်ပဲထပ်မံအိုမှာကျိုးဆိုးရင်နေမိလို့ပါပဲအိမ်ခန်းထဲမှာနာယီကိုကြည့်လိုက်တော့မနက်၄နာရီရှိပါသေးတယ်ရာသီဥတုလာလည်းပူအိုက်ပြီးချွေးပြန်နေတာကြောင့်ရေချိုးလိုက်တယ်ရေချိုးကန်းနဲ့သွားတဲ့အခါခန်းနှခန်းကိုတွေ့တယ်တော့ပိတ်ထားပါတယ်အပေါက်ကလေးတစ်ပေါက်တွေ့တာနဲ့အသာချောင်းကြည့်နေမိပါတယ်အခန်းထဲကမောင်နေတော့ဘာမှတဲတဲကွာကွာမမြင်ရပါဘူးဖះဆင်းမှုတော့လေးလိုလိုဘာလိုလို ကိုနဲ့မဆိုင်ပါဘူးလေဆိုပြီးကျုပ်ခန်းထဲကို ပြန်ဝင်ခဲ့ပါတယ်။အပေါ်ထက်မှာဆရာကြီးဆိုသူအိပ်ပုံရပါတယ်။ကျုပ်ကိုလာဆက်သွယ်တဲ့လူကတော့ဘယ်မှာအိပ်တယ်မသိပါဘူး။အပေါ်ထက်ကဆင်းလာတဲ့ခြေတံကိုကြားရပါတယ်။ကျုပ်တကားပေါက်ကချောင်းကြည့်လိုက်တော့အမျိုးသမီးတယောက်။ရာဝတ်ကောင်းဝန်အင်ဂျင်နဲ့ခန့်ငင်ငယ်ပဲ။အလုံးစုံရှိလားအသက်20လောက်ပဲ။ကိုလုံးကိုပေါက်လှတဲ့အတွက်ကျုပ်လည်းကြည့်မိပါတယ်။တဲ့ငင်ငန်သွားမယ်ပုံပါပဲ။ ဒါလည်းကိုနဲ့မဆိုင်ပါဘူးဆိုပြီးအိယာဘောပြန်လှည့်နေလိုက်ပါတယ်။ကိုလို့ရမယ့်အလုပ်ကိုပြန်တွေးနေမိလိုက်ပါတယ်။စိုးစိုးကလူတယောက်ပြောသလိုအန်ဒီရဲတော့များတာ။ဒါပေမဲ့လုပ်ငန်းအောင်မြင်ရင်350ရမှာ။ဒီငွေတွေရရင် ကျုပ်ဘာလုပ်မလဲ။ကောင်းရုံကောင်းဝယ်လှုပ်ရှားတော့မယ်။ကျုပ်မိသားစုနဲ့အတူပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို ပြန်လည်တည်ဆောက်တော့မယ်။ကိုထွန်းမောင် ရှင်လဲတားရီသမီးတွေနဲ့ဒီမကောမှုတွေကိုမလုပ်ပါတော့ဘူးလို့ခရီးပေးစမှာအေးပါခင်စင်ရာနားလဲတော့မှာမနေရှင်တော့ပါဘူးမြို့ကိုပြောင်းပြီးကောင်းရုံကောင်းဝယ်လှုပ်ရှားတော့မယ်လို့စိတ်ကူးပါတယ်ငါသားသမီးတွေပညာမတတ်ဘာမကတ်နဲ့လူအောင်ကြတာကိုငါသိပါတယ်ရှင်ကြောင့်မိသားစုတွေဘလောက်မျက်နှာငယ်ရလဲငါဘဝကိုငါပြန်ဆန်းစားမိပါတယ်လူမလေးခွေးမကန်ဖြစ်နေတဲ့ဘဝကိုလည်းငါဆက်ဆုပ်ပါတယ် သားသမီးတွေကတော့တားယောက်ကြလေးနဲ့ပေါ့ထုံတန်းဆင်လာရရှင်ပြုတ်ပေးရအောင်ပါဟုတ်ပါတယ်တို့မှာမိဘဝတ္တရာပြက်နေတာငါလည်းစိတ်မကောင်းပါဘူးကျမတို့မှာလည်းအိမ်နှလုံးကောင်းကောင်းမစောင့်နိုင်သေးဘူးသမီးမိန်းကလေးတွေနဲ့အိမ်ကမလုံခြုံဘူးဒါတော့ဒါပေါ့ဟာဒါတော့အဖေတို့အမေတို့ရဲ့အိမ်ကလေးတို့အမွေဆက်ခံနေရတာအဲကျုပ်အိမ်ကမထွက်ခင်တနေ့ကကျုံမိမခင်စိန်နဲ့ကျုပ်စကားပြောခဲ့တာလေပြန်တွေ့နေမိပါတယ် ဘာဖြစ်ဖြစ်ဒီတခါတော့လူမိုက်ဘဝကကျွတ်ပါပြီ။မိုးစင်စင်လင်းတော့သူတို့အားလုံးနိုးကြပါပြီ။အတန်တွေလည်းကြားနေရပါတယ်။ကိုတော့မောင်မနှက်စာစားရအောင်။ဒီတခါလာခေါ်သူကမင်းကလေး။အခန်းထဲကထွက်လိုက်တော့ကျုပ်ကိုပြုံးမိကြည့်နေတဲ့မင်းကလေးတယောက်ကိုတွေ့လဲရပါတယ်။ကျုပ်ကိုကျုပ်ရှက်သွားပါတယ်။ကျုပ်မှာအောက်ခံပေါင်းပြီးဝှက်ထားပြီးပစိုးမဝှက်မိဘူး။အခန်းထဲပြန်ဝင်ပြီးမစိုးဝှက်လိုက်ရတယ်။ ဓမင်စာကန်းနဲ့ရောက်တော့ဆရာကြီးဆိုသူကထုံးစံအတိုင်းစပွဲထိပ်မှာထိုင်လို့မောင်ထုံးမောင်ညကအဲ့လိုပြောရဲ့လားပြောပါတယ်ဦးလေးအလုံးလုံးဖို့အချိန်တော့စောင့်ရလိမ့်မယ်အနားယူတာပေါ့မဟုတ်ဘူးလားဟုတ်ကဲ့ဒါပေမဲ့ဒါပေမဲ့မနေပါနဲ့ကွာဒိုးလေတိတ်မဆိုင်နေမအောင်မင်းလိုရမယ့်သူကနိုင်ငံခြားကပြင်မရောက်သေးလို့ဘလောက်စောင့်ရအောင်ပါလဲဗျမရောက်ခင်လေးပါကွာတိခံပြီးစောင့်နေမအောင်ကျုပ်နေရတာပြင်းနေဗျာ မျိုးတွေကိုရှောက်လဲခြင်းနဲ့အေးအဲဆိုတယောက်လိုက်ပို့လိုက်ပါ သူ့ကိုဘောင်းမီချာခင်းနေဝစ်ပေးလိုက်မြင့်မှန်နဲ့လဲတက်ပေးလိုက်လူစိမ့်မှန်မသိအောင်ပေါ့ကဲအစာခံစားကြတာပေါ့ကျုံမစားဘူးတဲ့စားစာတွေတွေ့နေရပါလားလုံးလုံးစေတော့ကျုပ်ဖို့အိမ်မက်မက်နေရတယ်လို့ပါပဲဒါပေမဲ့ခင်စိန်နဲ့သားသမီးတွေကိုကျုပ်တရိယာနေတယ်သူတို့ဒီချိန်မှာထမင်းကျန်းနဲ့ငပိရည်နဲ့ထုံးစံနိုင်ပါ ယုတ်ကလေးကတော့သာသာရရပါပဲစီးပွားရေးကောင်းပုံရပါတယ်မြို့ထဲကလဖိုက်ဆိုင်စားတော့ဆိုင်တွေမှာလဲလူတွေပြည့်လို့ကျုပ်တို့ရွာနဲ့တော့စီနဲ့ကြီးပဲလူတွေကလည်းယောက်ျားမိန်းမတော်တော်များများဘောင်းမီတွေကိုစီနေလမ်းတွေကလည်းကတရာလမ်းကောင်းမှကောင်းဆိုင်ငယ်တွေကလည်းတင်းကျမ်းပဲဆိုင်တွေရှိရက်ထားတဲ့ဆိုင်ငယ်တွေကိုကြည့်ပြီးကျုပ်စိတ်တွေမယုံမရဖြစ်လာတယ်ကျုပ်တော့ဘောင်းမီချက်ကင်နဲ့ဆိုတော့ဘဝင်မြင့်တယ်လို့လို့ ဂျုံမာပါလာတဲ့ပိုက်ဆံနဲ့ဂျုံမိမခင်စိန်နဲ့ကလေးတွေပေါ်အင်ကြီးဝဆာအနေနဲ့ဝဲလိုက်သေးတယ်။မြို့ကိုတပတ်ပတ်ပြီးဂျုံကိုလိုက်ပို့တဲ့မိတ်ဆွေကလဖိုက်ဆိုင်ဆိုင်ရှိမှရက်လိုက်တယ်။ကိုရမောင်ခဏနော်ဒီမှာရက်ဆောင်နေလိုက်။ကျွန်တော်ဆရာကြီးပို့စေးသွားဝင်လိုက်ဦးမယ်။ဂျုံလည်းကွင်းရဆိုင်မှာကွင်းဝယ်ရင်စောင့်နေလိုက်ပါလေ။ကိုကြီးကဒီမြို့ကမဟုတ်ဘူးနဲ့တူတယ်။ကွင်းရရောက်တဲ့သူကဆက်ဆက်ဆူဆူမေးလာပါတယ်။ ဘာလို့လဲကွာ။အော်ကိုကြီးကကွန်းမာတာကျန်းလွယ်ချူဆိုလို့ပါ။ဟေးမင်းတို့စီမှာဘလို့ခေါ်လို့လဲ။ကျွန်တော်တို့စီမှာစေးနွယ်ချူလို့မှားရတယ်။ဟေးမသိပါဘူးကွာ။ဘယ်မှာတဲ့လဲ။တဲလဲစကားကြိုးရှည်တဲ့ကွန်းရနေပဲ။ဒီနာကခွာမှာပဲ။အတိအိမ်မှာပေါ့ကွာ။သွားမယ်။နှုတ်ဆက်ပြီးလဖိုက်ဆိုင်နဲ့ဝင်လိုက်ပါလေ။ခုံလုံးတစ်လုံးတွင်ထိုင်လိုက်ပါလေ။ဦးရီဘာတော့မလဲ။ ချိုးသိလခွက်ကျုပ်လဖက်ရည်တောက်နေတော့ဆိုင်ကယ်စီထိုးရပါတယ်စီလာတဲ့သူကမိမကျုပ်တဲတဲ့အိမ်ကမင်းကလေးပါလားကျုပ်ကိုမမြင်ဘူးသူကကျုပ်နဲ့သုံးကုံကြော်မှာလဖက်ရည်တောက်တယ်အဲမိတ်ဆွေကလည်းကြားလိုက်တာဟောပြောရင်ဆိုရင်လည်းလာပြီမင်းကလေးကလည်းဆိုင်ကယ်ထဲကအထွတ်မိတ်ဆွေနဲ့တွေ့ပါရော သူတို့နှစ်ယောက်စကားတီးတို့ပြောလို့စကားပြောရင်အဆင်မပြေကြဘူးထင်ပါရဲ့ မိတ်ဆွေကမိန်းကလေးရဲ့လက်ကိုတင်းဆွဲတယ်။မိန်းကလေးကယုံတယ်၊ဆွဲတယ်၊ယုံမြန်တယ်။မိန်းကလေးကမိတ်ဆွေပါကိုရိုက်လိုက်ပါတယ်။မိတ်ဆွေကလက်သေးနဲ့မြန်ထိုးပါတယ်။သုံးချက်လောက်ထိုးတော့မိန်းကလေးလဲကျသွားပါတယ်။ကျိုးရဲ့ဗီဇာစိတ်ကနှိုးကြွလာတယ်။လူတွေကလည်းတယောက်များမလုပ်ကြပါဘူး။ကြည်ကောင်းကောင်းနဲ့ကြည်နေပုံရပါတယ်။ဘာပြောကောင်းမလဲကျုပ်ထိုင်နေတဲ့တစ်သားထိုင်ကိုမူလေးကိုဆွဲပြီးဘယ်နှချက်ရိုက်လိုက်မိမှန်းတော့မသိဘူ မိတ်ဆွေလည်းမှောက်လျက်သာကြွားသွားတော့တာပဲကျုပ်လက်ခံထားတဲ့အလုပ်လည်းမလုပ်ဖြစ်တော့ဘူးကျုပ်လည်းလူသက်မှုနဲ့ထောင်ထဲဝင်ရတယ်ဟိုဘွယ်လည်းကျုပ်ဖော်လိုက်လို့အဖန်ခံရပါတယ်ကျုပ်ကငှားတဲ့အလုပ်ကလည်းလူသက်ဖို့ပဲအဲ့ဒီကျုပ်သက်ဖို့နိုင်ငံသားကပြန်လာမဲ့မျိုးသမီးကတော့ကံကောင်းသွားရှာတယ်တကယ်လို့အဲ့ဒီအလုပ်လုပ်ဖြစ်ရင်သိန်း90ရမှလည်းမဟုတ်ဘူးဗျာကျုပ်ကလည်းတတ်ကြမှာသူတို့ထဲကတယောက်ကကျုပ်ကိုမြှောက်ပြလို့ကျုပ်တီးရတာ ကဲဆင်ရေကျုပ်ဒီတကားထောင်ကလွရင်တော့သာသနာပေါ်ဝင်တော့မယ်မင်းတို့တားမိတွေတသက်လုံးစိတ်ချမ်းသာကြပြီတော့ဟုတ်ကဲ့ဒါလေးကတော့စာရည်သူလင်းလက်ချေရေးသားထားတဲ့တရတော်ရွာမကရွာလူမိုက်ကြီးကိုထွန်းမောင်ချောင်းကိုစာဆုံးဖတ်ပြတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့အတန်းအစင်မပြေမှုများဖြစ်ရင်လည်းအနူးညွတ်တောင်းပန်ပါတယ်ကိုမမလည်းဝင်ရောက်ဝေဖန်ကြံပြုတ်နိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ခင်ဗျာ